နွေဦးသစ္စာ channel ကနေပြီးတော့နောက်ဆုံးရတော်လိုင်းရေးသတင်းတွေကိုထုတ်လုပ်တင်ဆက်ပေးပါတော့မယ်။ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့ကိုလည်းထပ်ပြီးမေတ္တာရက်ခံပေးရစေခင်ဗျာ။ဒီနေ့တင်ပြပေးမယ့်သတင်းတွေကတော့ကြောင်မဲမှာ SSPB စကန်တချို့စစ်ကောင်စီကဖယ်ခိုင်းလို့နှစ်ဖက်တိုက်ပွဲဖြစ်တယ်လို့ရှမ်းသတင်းအရေးမြင့်တွေကပြောကြပါဗျ။နောက် NCA ထိုးခဲ့တဲ့အဖွဲ့6ဖွဲ့ဟာစစ်အာဏာရှင်ချုပ်ငြိမ်းရေးအထိတိုက်ပွဲဝင်သွားမယ်လို့ဆိုပါတယ် ပြီးတော့ NCA နှစ်ပတ်လည်ကိုဟန်ပြတက်မယ်လို့ FPN CD အဖွဲ့ဝင်တချို့ကပြောကြပါဗါနောက်နထိုးချင်းမျိုးနဲ့တစိုးရွာကိုစစ်အုပ်စုစင်းနှင်းပြီးတဲ့နောက်မှာနေအိမ်တရာကျော်မိရှု ဖြစ်စည်းခံရပါတယ်ခင်ဗျာ။နောက်ဖက်ကန့်တိုက်ပွဲမှာဒီစစ်မှုထမ်းတပ်သားတွေတေဆုံးတာတွေများပြီးတော့စနိုက်ပါတပါးတွေလည်းဒီ KIA ကဖမ်းမိထားတယ်လို့ဆိုပါတယ်။ဒီဟာခါနယ်တွေကစာသင်ကျောင်းတစ်ခုကိုစစ်ကောင်စီကဒီကနေ့၄ချောင်းကနေတိုက်ခိုက်တာမှာ အသက်9နှစ်အရွယ်ចောင်းသားနှစ်ဦးသေဆုံးပြီးတော့ဒီဆီယမပါဝင်5ဦးထိခိုက်ဒဏ်ရာရပါတယ်။နောက်ပြီးတော့မြင်းကြံမြို့နယ်ကြောက်ပြုတ်ရွာမှာပြူစော့တိအထိုင်စခန်းကိုဝင်ရောက်တိုက်ခိုက်တာမှာစစ်တပ်က10ဦးလောက်သေဆုံးသွားတယ်လို့ဆိုပါတယ်ခင်ဗျာ။ဒီသတင်းတွေကိုစုတည်ပြီးတင်ဆက်ပေးမှာဖြစ်ပါတယ်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ကြောက်မဲမှာ SSPB စခန်းတချို့ကိုစစ်ကောင်စီကဖယ်ခိုင်းလို့နှစ်ဖက်တိုက်ပွဲတွေဖြစ်တယ်လို့ရှမ်းသတင်းရင်းမြစ်တွေကပြောကြပါတယ်။ ရှမ်းမြောက်ကကြောင်မဲမျိုးနယ်အတွဲမှာရှမ်းမီတွန်းတက်ရေးပါတီ SSPP ကင်းစကန်တချို့ကိုစစ်ကောင်စီတပ်ကဖယ်ခိုင်းတာကအစပြုပြီးတော့နှစ်ဖက်အကြတိုက်ပွဲဖြစ်ပွားခဲ့တာလို့ရှမ်းတရရင်းမြစ်တူကပြောပြပါဗျ။ဒီတန်တမတော်တရနယ်လေးသိမ့်ပိုက်ထားတဲ့ကြောင်မဲမျိုးနယ်ကိုစစ်ကောင်စီတပ်ကပြန်လည်ဝင်ရောက်ပြီးတဲ့နောက်မှာအော်တိုဘာလ17ရက် SSPB တပ်စခန်းအနီးလေးချောင်းဘုံကျဲတိုက်ခိုက်တဲ့ဖြစ်စဉ်နဲ့အတူအခုလိုတိုက်ပွဲဖြစ်ပွားတဲ့သတင်းတွေထွက်ပေါ်လာတာဖြစ်ပါတယ်။ ကြောင်မဲဘက်မှာထိတွေ့မှုဖြစ်တယ်ပဲပြောရမှာပေါ့စစ်တပ်က SSPB ကကင်းစခန်းတွေကိုနေရလာရွှေခန်းရကနေပြစ်ကြတာလို့ရှမ်းတဲ့ရင်းမြစ်ကပြောပါတယ်ဒီ SSPB ကတိုက်ပွဲဖြစ်ပွားတာမှာတရင်ထုတ်ပြန်တာမရှိပေမဲ့အောက်တိုဘာ17ရက်မှာကြောင်မဲမျိုးနယ်က SSPB တပ်စခန်းအနီးမှာစစ်ကောင်စီလေကြောင်းဘုံကျဲလို့တပ်စခန်းခြံစည်းရိုးထိမှန်မှုရှိခဲ့တယ်လို့လည်းအတည်ပြုထားပါဗျာ နောက် SSBB ဟာအာနာသိစတက်နဲ့ထိတွေ့ဆက်ဆံမှုရှိတဲ့ရှမ်းလက်နက်ကင်တပ်ဖြစ်ပါတယ် SSBB ကငကိုကရကမှာဆင်မတိုက်ချင်တာအခုကသူ့နယ်မြေလာထိလို့ပြန်ချဲ့တဲ့သဘောစစ်တပ်ကလည်းရမလားဆိုပြီးအကဲဆန်းပေမဲ့ရန်သူတစ်တော်မွေးကျင်ပုံမရဘူးခဏနဲ့ပြန်ငြိမ်သွားမဲ့သဘောရှိတယ်လို့ရှမ်းတရင်အရင်းမြစ်တွေက ခမန်းပြောဆိုကြပါတယ်ခင်ဗျာ နောက်တရင်တပုတ်ကတော့ဒီ NCA ထိုးခဲ့တဲ့အဖွဲ6ဖွဲ့စစ်အာဏာရှင် ချုပ်ငင်းကြီးအထိတိုက်ပွဲဝင်မယ်လို့ပြောပါရယ်အခုစစ်ကော်မရှင်က NCA စနစ်ပြည့်နှစ်ပတ်လည်ပွဲမကျင်းပခင်စစ်တပ်ကိုပြန်လည်တိုက်ခိုက်နေတဲ့အဖွဲ6ဖွဲ့ကထုတ်ပြန်ပြောဆိုလာတာဖြစ်ပါရယ် NCA လက်မှတ်ရေးထိုးခဲ့တဲ့အဖွဲတွေကတော့ကရင်မြို့သားစီယုံ KNU မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSPAD ချင်းမျိုးသားတပ် UCNF ပအိုးအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် BNLO လာဟုဒီမိုကရက်တစ်အစည်းအရုံး LDU စတဲ့အဖွဲ့တွေဖြစ်ကြပါတယ်။တိုင်းပြည်မှာရေရှည်တည်တံ့ခိုင်မြဲမဲ့ညီညာရေးကိုရည်ရွယ်ပြီးတော့စစ်တပ်ကနိုင်ငံရေးမှာမပါဝင်ရ မတရားကျူးလွန်ထားတာတွေမျှတမှုရှိဖို့ပြီးတော့ Federal Democracy ဖွဲ့စည်းပုံအခြေခံဥပဒေသေးရေးဆွဲနိုင်ဖို့အတွက်တခြားတော်လှန်ရေးအဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့စစ်အာဏာရှင်ချုပ်ငိမ့်တဲ့အထိတိုက်ပွဲဝင်သွားမယ်လို့အထက်ပါအဖွဲ့6ဖွဲ့ကဒီကနေ့ရေးဆွဲနဲ့ခိုင်ခိုင်မာမာထုတ်ပြန်ပြောဆိုထားတာဖြစ်ပါတယ်အဲ့ဒီအဖွဲ့6ဖွဲ့ဒီနေ့ထုတ်ပြန်ထားတဲ့စနစ်ပြည့် NCA သဘောထားထုတ်ပြန်ချက်တဲမှာတခြားအချက်တွေလည်းပါဝင်ပါတယ်။အဲ့ဒါတွေကတော့ ဒီ NCA လုပ်ငန်းစဉ်အကောင့်ထဲပေါ်တဲ့ကာလတခြားကစစ်တပ်ကလွှမ်းမိုးချုပ်ကင်ခဲ့တယ်လို့သဘောတူညီချက်တွေကိုလည်းအကြိမ်ကြိမ်ချုပ်ပေါက်ခဲ့တာကိုလည်းဒီသိခံခဲ့ကြတယ်လို့ဆိုပါတယ်။နောက်ပြီးတော့2020ခုနှစ်စစ်အာဏာသိမ်းတာကလည်း NCA သဘောတူညီချက်တွေကိုပြောင်ပြောင်တင်းတင်းဖောက်ဖျက်ပြီးတော့ရပ်တန့်သွားတာကြောင့် NCA စာချုပ်ဟာဆက်ကူစုဖြစ်သွားတယ်လို့လည်းဖော်ပြထားပါတယ်။ ဒါအပြင်2008ဖွဲ့စည်းပုံခြေကံဥပဒေအောက်ကနေလှုပ်ဖို့ပြင်ဆင်နေတဲ့အတူရောက်ရွက်ောက်ပွဲဟာလည်းတိုင်းပြည်ကိုတက်တက်လုံးစစ်အာဏာရှင် စနစ်နဲ့အုပ်ချုပ်ဖို့သာရည်ရွယ်ပြီးတော့နိုင်ငံရေးအကျအတဲနဲ့ပြည်သူလူထုရဲ့ဆင်းရဲဒုက္ခတွေကိုဖြေရှင်းနိုင်မှာမဟုတ်ဘဲနဲ့ဒီပြဿနာတွေပိုပြီးများလာမယ်လို့လည်းပြောပါတယ်ခင်ဗျာဒီပြည်သူတွေကိုနှိပ်စက်တပ်ဖြတ်နေတယ်လို့လူငယ်တွေကိုအတင်းအဓမ္မပေါ်တာဆွဲစစ်မှုထမ်းခိုင်းနေတဲ့စစ်အာဏာရှင်တို့ကျင်းပတဲ့ NCA 7နှစ်မြောက်နှစ်ပတ်လည်အခမ်းအနားကို UN ASEAN နဲ့နိုင်ငံတကာတန်တမာတွေမတက်ရောက်ဖို့ကိုလည်းတိုက်တွန်းထားတာဖြစ်ပါတယ်။ KNU ABS ရဲ့ PNLO CNF အဖွဲ့တွေဟာ2015ခုနှစ်အောက်တိုဘာလ15ရက်နေ့မှာ NCA လက်မှတ်ရေးထိုးခဲ့ကြတာပါ။ဒီ NMSB နဲ့ LDU နှစ်ဖွဲ့ကတော့2018ခုနှစ်ဖေဖော်ဝါရီလ23ရက်နေ့ကလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်ခင်ဗျာ။ အဲ့ဒီသတင်းနဲ့တစ်ဆက်တည်းမှာပဲအဲ့ဒီ NCA နှစ်ပတ်လည်ကိုဟန်ပြတက်မယ်လို့ဒီ FPNCC အဖွဲ့ဝင်တချို့ကပြောကြပါဗျ။မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်ခုနှစ်ဖွဲ့နဲ့ဖွဲ့စည်းထားတဲ့ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC အဖွဲ့ဝင်တချို့ဟာအနာသိစစ်တပ်ကပြုလုပ်မဲ့ NCA နှစ်ပတ်လည်အခမ်းအနားကိုဟန်ပြအဖြစ်သာတက်မှာဖြစ်တယ်လို့အရာဝတီကိုပြောဆိုထားပါဗျခင်ဗျာ။ အနာသိစတဟာတနိုင်ငံလို့ပြစ်ခတ်တိုက်ခိုက်မှုရစရေးသဘောတူစာချုပ် NCA စနစ်ပြည့်နှစ်ပတ်လည်နေ့ဖွံ့ဖွဲအခမ်းအနားနဲ့လုံခြုံရေးအစိုးရဘက်ကို နေပြည်တော်မြန်မာပြည်ဗီဆိုင်ယာကွန်ဗင်းရှင်းစင်တာဘုတ်ဌာနတက် MICC မှာအောက်တိုဘာလ15ရက်နေ့ကနေပြီးတော့18ရက်နေ့ထိကျင်းပပြုလုပ်ဖို့ပြင်ဆင်ထားတာဖြစ်ပါတယ်။ ဒီတရုတ်မြန်မာနယ်သက်မှာအခြေစိုက်တဲ့ FVNCC အဖွဲ့ဝင်တွေ ဖြစ်တဲ့ဝက်ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် NDAA နဲ့ရှမ်းပြည်တိုးတက်ရေးပါတီ SSPB တို့အနေနဲ့ဖွင့်ပွဲကသာတက်ရောက်မှာဖြစ်ပြီးတော့နောက်ဆက်တွဲဆွေးနွေးပွဲတွေကိုတက်မှာမဟုတ်ဘူးလို့ပြောဆိုပါရယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်ကတော့ဒီနထိုးကြီးနဲ့ဒီတစိုးရွာကိုစစ်အုပ်စုကစီးနှင်းပြတဲ့နောက်နေအိမ်တရာကျော်မိရှုဖြတ်သိခံရရပါတယ်ခင်ဗျာ ဒီမန္လေးတိုင်းနထိုးကြီးမြို့နယ်တဇိုးရွာကိုအောက်ကုလတုံးကစစ်အုပ်စုဝင်ရောက်စီးနင်းပြတဲ့နောက်မှာဒီနေအိမ်တွေကိုမိရှုဖျက်ဆီးခဲ့တာဖြစ်ပါတယ်။အောက်ကုလ15ရက်ကနေအင်အား300ပါတဲ့စစ်ကြောင်းဟာကန်စင်းရွာကနေတဆင့်တဇိုးရွာကိုဝင်ရောက်စီးနင်းကဒေသကအမျိုးသမီးတချို့ကိုလည်းဖမ်းဆီးတပ်ဖြတ်ခဲ့ပါတယ်။တိုက်ပွဲဖြစ်ပွားနေတာမရှိဘဲနဲ့ဒီစစ်ကြောင်းဝင်လာမဲ့တရင်တွေကြောင့်ကျူတင်စစ်ဆောင်နေတဲ့တဇိုးရွာကိုဝင်ရောက်ပြတဲ့နောက် ဒေသခံတွေရဲ့ဒီရွှေငွေတချို့ကိုယူဆောင်က နေအိမ်တွေကိုပါမီးရှို့ပစ်ခဲ့တာလို့သိရပါတယ်နေအိန္ဒိယကြောင့်မိရှုဖြစ်စည်းခံရတဲ့တဒူးရွာဒေသခံတွေဟာပြန်လည်ထူထောင်ရေးမလုပ်နိုင်သေးပဲဒီစားရေးတောက်ရေးအတွက်သာရုန်းကန်နေရတယ်လို့လည်းပြောပါရယ်၂014ခုနှစ်သကောင်စင်းရဲ့ယာတဒူးရွာဟာအင်ဂျီ300လောက်နဲ့လူဦးရေ1000ကျော်နေထိုင်ပြီးတော့ရွာကနေစစ်ကြောင်းတွေပြန်ထွက်သွားပေမဲ့ဒေသခံတွေကတော့နေရမပြတ်နိုင်ကြသေးဘူးလို့လည်းဆိုကြပါရယ်ခင်ဗျာ နောက်ကချင်းပြည်နယ်ကဖက်ကန့်တိုက်ပွဲမှာစစ်မှုထမ်းတပ်သားတွေတေဆုံးတာတွေများနေပါတယ်။နောက်ပြီးတော့ SNA ဒီစနိုက်ပါတမားတွေကလည်းဒီ KIA ကဖမ်းမိတယ်လို့ဆိုပါတယ်။ဒီသတင်းကိုတင်ဆက်ပါမယ်။ကချင်းပြည်နယ်ဖက်ကန့်မြို့မလန်းကျေးရွာအနီးမှာကြောက်စိမ့်တောင်ရွာတဲ့မာဒီဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းမှာစစ်ကောင်စီတပ်ကစစ်မှုထမ်းတပ်သားတွေ တွေထိခိုက်တိုက်ဆုံတာများပြီးတော့စနိုက်ပါတအူးအပါဝဲနှစ်ဦးကိုလည်းကချင်လွတ်လပ်ရေးတပ်မတော် KIA KPDF တွေက ဖမ်းမိထားတယ်လို့သိရှိရပါတယ်ခင်ဗျာဒီအောက်တိုဘာလ10ရက်ကတိုက်ပွဲမှာစစ်ကောင်စီဘက်ကစစ်မှုထမ်းတင်နန်းစင်းတပ်သား80တပ်မင်းနဲ့တိုက်ဆုံခဲ့တာဖြစ်တယ်လို့ KIA နဲ့နှိစက်တဲ့မြေပြင်သတင်းရင်းမြစ်တအူးကပြောပါတယ်အဲ့ဒီနေ့ကစစ်ကောင်စီစစ်ကြောင်းကို၄ဘက်၄တံပိတ်တိုက်တာ၄ကြောင်းကနေ၂ကြိမ်တောင်ဘုံကျတဲ့နေ့ အခုလက်စစ်ကောင်စီစစ်ကြောင်းရှိနေသေးတယ်လို့အလောင်းတွေလည်းပြန်ကျဲနေတယ်လှမ်းမြင်ရတယ်လို့အဲ့ဒီသတင်းရင်းမြစ်ကပြောပြပါရခင်ဗျာနမဖြစ်ရွာအုပ်စုထဲမှာပါဝင်တဲ့မလန်းချေးရွာမှာအောက်တိုဘာလကျန်းကစပြီးတော့စစ်ကောင်စီစစ်ကြောင်းတွေဒီဝင်ရောက်လာလို့တိုက်ပွဲတွေဖြစ်ခဲ့တာပါဒီအောက်တိုဘာ၁၀ရက်မှာတော့တိုက်ပွဲအလွန်ပြင်းထန်ခဲ့ပြီးတော့မနေ့9နာရီကျော်မှာတစ်ချိန်ညနေ4နာရီ10မိနစ်မှာတစ်ချိန်ဝိုင်တွဲရော jet fighter နဲ့ပါဘုံကျဲပြီးတော့စစ်တပ်နဲ့ပါပစ်ခတ်ခဲ့တာပါ တိုက်ပွဲအတွင်းမှာစစ်ကောင်စီကိုကူတိုက်ပေးနေတဲ့ SNA ရှမ်းနီတပ်ကစနိုက်ပါတပါးတဦးနဲ့စစ်မှုထမ်းတင်နန်းစင်တပ်သားတဦးကိုဒီစိတ်ကြွဈေးတွေနဲ့အတူဖမ်းမိထားတယ်လို့လည်းသိရပါတယ်ခင်ဗျာစနိုက်ပါတပါးကဒီ SNA တပ်ဖွဲ့ဝင် ဖြစ်တဲ့မူရစေဝါတွေပါတုံထားတဲ့သူရှိမှလူတွေအများကြီးတေတော့တွေးပြက်နေတယ်လို့ KPDN နဲ့နှိစက်သူတူကပြောပြပါတယ်ခင်ဗျာ စစ်ကောင်စီတပ်ဟာဖက်ကန်ဒေတာကိုတမ33လက်အောက်ခံတပ်တွေရှမ်းနီ SNA နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်ပူးပေါင်းတပ်တွေကိုစေလွတ်ပြီးတော့ KIA KPDF ထိန်းချုပ်ထားတဲ့နေရာတွေကိုစစ်ကြောင်းထုတ်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။တိုက်ပွဲတွေပြင်းထန်နေတာဖြစ်လို့လေကြောင်းနဲ့လက်နက်ကြီးရန်အပြင်မြေပြင်စစ်ကြောင်းပါဒီသတိပြုကြဖို့ KIA ကသတိပေးထားပါတယ်။ဒီအောက်တိုဘာ10ရက်ကဖက်ကန်အပြင်ဝိုင်းမော်လမြန်ရွာကိုလည်းစစ်ကောင်စီကဘုံကျဲခဲ့လို့ ဒီလက်ရှိမှာနှစ်နေရာစလုံးတိုက်ပွဲတွေဆက်ဖြစ်နေပါတယ်ခင်ဗျာကဲတော့ဒီကိဒီချင်းပြည်နယ်ဟာခါနယ်တွေကစတဲ့ကြောင်းတစ်ခုကိုစစ်ကောင်စီကလေကြောင်းကတိုက်ခိုက်လို့အသက်9နှစ်အရွယ်ចောင်းသား2ဦးတေဆုံးပြီးတော့ဆီယာမ5ဦးဒဏ်ရာရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပါမယ်ချင်းပြည်နယ်ဟာခမြို့နယ်ဘန်ဟာကျေးရွာစတင်ကြောင်းကိုစစ်ကောင်စီလေကြောင်းတက်ခိုက်လို့ចောင်းသား2ဦးတေဆုံးပြီးတော့9ဦးထက်မနည်းဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတဦးကပြောပြပါရယ်ခင်ဗျာဟာခါမြို့နယ်ဘာဟာကျေးရွာစတင်ကြောင်းကိုဒီနေ့အောက်တိုဘာလ23ရက်နေ့မနေ့ဆယ်နာရီခွဲလောက်မှာစစ်ကောင်စီတပ်ကဂျက်ပိုက်တာနဲ့လေကြောင်းဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါရယ်ဘုံကျဲတာကစတင်ကြောင်းကိုကျဲတာပါဘုံကြီးကစတင်ကြောင်းရဲ့အနောက်မှာကျတယ်ကျောင်းအနောက်ဘက်မှာတန်ရှင်းလုံနေတဲ့ကျောင်းသားတွေထိမ့်တာဒီကလေးနှစ်ယောက်ကပွဲချင်းပြီးဒေဆုံးသွားတယ်ကြံတဲ့ ကျောင်းဆရာမအပါဝင်9ရောက်လောက်ကဒဏ်ရာရတယ်လို့ဟာခါမျိုးနဲ့ဒေသကမျိုးသားတဦးကဒီရွှေပြည်မြေတည်င်းတဏ္ဍကိုပြောဆိုထားတာပါတည်ဆုံးသူကျောင်းသား2ဦးမှအသက်9နှစ်အရွယ်ရှိတဲ့မူလာရန်ကျောင်းသားတွေဖြစ်ပြီးတော့ဒဏ်ရာရတဲ့အထက်မှာကျောင်းသား3ဦးဟာလည်းပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျာဒီစစ်ကောင်စီကလေကြောင်းဘုံကျဲတိုက်ခိုက်တာတွေလှုပ်သွားပြီးတဲ့နောက်မှာလည်းဟာခါမျိုးအနီးတစ်ဝိုက်ကကြေးရွာတွေမှာဒရုန်းနဲ့ထပ်မံစောင့်ကြည့်တာတွေလုပ်နေတယ်လို့လည်းသိရပါတယ် အော်တိုဘာ၁၀ရက်နေ့ညကလည်းမတူပီမြို့ကိုစစ်ကောင်စီတပ်ကလေကြောင်းဗုံးကျဲတိုက်ခိုက်လို့လူတအုပ်သေးဆုံးပြီးတော့၁၀ဦးထက်မနည်းဒဏ်ရာရကခရိယံဖျားရှိခိုးကြောင်းတကြောင်လည်းပျက်စီးသွားခဲ့ပါတယ်ခင်ဗျာအဲ့ဒီတရင်နဲ့တစ်ဆက်တည်းမှာပဲဒီတီအန်အေထိန်းချုပ်ထားတဲ့နတ်ဆန်မြို့နယ်ကယာကြီးကျေးရွာကိုဒီစစ်ကောင်စီတပ်ကလေကြောင်းကနေဗုံးကျဲတိုက်ခိုက်သွားခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျာ ဒီဒီနေ့အော်တိုဘာလ23ရက်နေ့နေ့လယ်တနာရီဝန်းကျင်မှာစစ်ကောင်စီတပ်ကဂျက်ဖိုက်တာနဲ့ဘုံးသီး6လုံးကျဲချသွားခဲ့တာလို့လည်းသူကပြောပါတယ်။ဒီမြေပြင်သတင်းရင်းမြစ်တူကစာတင်ကျောင်းနားမှာနှလုံးကြတယ်ရက်ွက်လေးနဲ့ခွန်မာလည်းကြတယ်လို့ပြောပြပါတယ်။စာတင်ကျောင်းဖွင့်တဲ့ကြားကြီးရွာထဲမှာစာတင်ကျောင်းဘုံးကြီးကျောင်းတွေကိုကျဲချသွားတာကြောင့်လူထိခိုက်မှုရှိနိုင်တယ်လို့ဆိုပေမဲ့အသေးစိတ်မသိရသေးပါဘူး။ ပြီးခဲ့တဲ့အော်တိုဘာလ၄ရက်မှာလည်းနန်းဆန်မြို့နယ်စဲတုံဟုံးကျေးရွာကဘုံကျဲတိုက်ခိုက်တာကြောင့်ကလင်းငယ်နှစ်ဦးပွဲချင်းပြီးတေဆုံးသွားပြီးတော့ဒီ၁၈ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်စစ်ကောင်စီတပ်ဟာတန်းတက်ထိန်းချုပ်ထားတဲ့မြို့နယ်ကျေးရွာတွေကိုဇက်တိုက်ဘုံကျဲတိုက်ခိုက်လျက်ရှိနေစေဖြစ်ပါတယ်ခင်ဗျာနောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့မြင်းကြံမြို့နယ်ကြောက်ပြုတ်ရွာပြူစော့တိအထိုင်စခန်းကိုတော်လိုင်းတပ်တွေကဝန်ရောက်တိုက်ခိုက်တာမှာစစ်တပ်ဘက်က၁၀ဦးတေဆုံးသွားတယ်လို့ဆိုပါတယ် မနေ့ကအော်တိုဘာလ12ရက်နေ့မြင်းကြံမြို့နယ်ကြောက်ပြုတ်ရွာမှာရှိတဲ့ပြူစောထိပ်ထိုင်စခန်းကိုတော်လိုက်တပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်တာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲဟာ3နာရီလောက်ကြာခဲ့ပြီးတော့အကြမ်းဖက်စစ်တပ်က10ဦးသေဆုံးကထိခိုက်ဒဏ်ရာရှိသူတွေလည်းများပြားပြီးတော့အဲ့ဒီအကြမ်းဖက်စစ်သားနဲ့ပြူစောထိပ်တွေဟာကြောက်ပြုတ်ရွာကနေပြီးတော့ပြန်လည်ဆုတ်ခွာသွားပါတယ်။အဲ့ဒီတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်တော်လိုင်းရဲဘော်တွေလည်းနေမီရှင်းလေးတွေလုပ်ပြီးတော့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျာ။ ကျောက်ပြုတ်ရွာကပြည်စောတိအထိုင်စခန်းကိုကျွန်တော်တို့ဝင်ရောက်စီးနှင်းတိုက်ခိုက်ခဲ့တာပါတိုက်ပွဲဖြစ်တာကတော့၃နာရီလောက်ကြာမြင့်ခဲ့ပါတယ်စစ်ခွေးတွေဘက်ကတော့၁၀កောင်လောက်တည်ဆုံးတယ်လို့အတည်ပြုနိုင်ခဲ့ပါတယ်ဒဏ်ရာရတာလည်းအများများတယ်ကျွန်တော်တို့ရဲဘော်တွေကတော့အထူးကဲမရှိစုခွာနိုင်ခဲ့ပါတယ်လို့ပြည်သူ့ကျေတဝင်းတပ်ဖွဲ့ကဗိုလ်မိုက်ခဲကပြောပါတယ်အဲ့ဒီတိုက်ခိုက်မှုကိုပြည်သူ့ကျယ်တဝင်းတပ်ဖွဲ့ MGN Danger Dynamite MGRF PDF တပ်ဖွဲ့ Talify PDF တပ်ဖွဲ့နဲ့မြင်းကြံဘက်ကဖတပ်ဖွဲ့တို့ပူးပေါင်းလုံဆောင်ခဲ့ကြတာလို့သိရပါတယ်ခင်ဗျာအော်တိုဘာလာ7ရက်နေ့ညပိုင်းတင်ပြပေးတဲ့သတင်းတွေကတော့ဒီများသာပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပြီးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်